အလုံးမဲမင်္ဂလာပါရှင် ကျမကဒီနေ့ဗာလိကိုပြောပြချင်တာလေဆိုလို့ရှိရင်ကျမတို့တွေပေါ့နော် botanical printing မှာကျမတို့ formula အမျိုးအစားများစွာနဲ့ဒါလုပ်ခဲ့ကြလို့ပေါ့နော်ဒီ formula အမျိုးအစားများစွာနဲ့လုပ်ခဲ့တဲ့အချိန်မှာကျမတို့ကဒီမှာဆိုလို့ရှိရင်ကျမဗာလိကိုပြချင်တာလေဆိုလို့ရှိရင်ဒီတိရွက်ကလေးတစ်ခုอ่ะပေါ့နော်အာ တိရွယ်အမျိုးအစားချင်းအတူတူပါပဲကျဆူရွက်ကလေးလို့ကျမတော့ရှင်းချပါတယ်ဟိုကျမရောက်နေတဲ့နေရာမှာကျဆူပင်ကရှားတဲ့အခါကျတော့ဒါကျဆူရွက်အမျိုးအစားဟုတ်မဟုတ်တော့ကျမတိတ်ပြီးတော့မသိဘူးပေါ့နော်ဒါမဲ့လို့တပင်နဲ့ကနေပြီးတော့ပဲဒီအရွက်နှစ်ရွက်ကိုဖော်မူလာမတူတဲ့ဒူတဲ့ဖော်မူလာနှစ်ခုပေါ့နော်အာအဲ့ဒါနဲ့ဟို print လုပ်ထားတာပါအဲ့ကြတော့တိရွက်အမျိုးအစားတူနေမယ်လို့ formula လေးတွေကမတူတဲ့အခါကြလို့ရှိရင်တိရွက်ရဲ့အယောင်လေးတွေကလည်းပြောင်းလဲသွားကြပြီเนาะအာဒါဒီဘက်ကဥစ္စာလေးက formula တစ်ခုအဝါရောင်လေးထွက်တယ်ဟိုဘက်ကဥစ္စာလေးက formula တစ်ခုဟာဘလို့ခေါ်မလဲအစိမ်းကြီးရောင်လေးထွက်တယ်ပေါ့เนาะအဲဒီဗီဒီယိုထဲမှာတော့ကျွန်မအယောင်ကနည်းနည်းဟောပေါ့အယောင် ော်တော်လေးကိုရှင်းတဲ့ဘက်ကိုပါသွားတယ်ပေါ့နော်ကျမတို့တွေနောက်တစ်ခါဗားလေးကိုရှင်းပြခြင်းလေးဆိုလို့ရှိရင်ကျမတို့တွေတည့်ရွက်ဒီမှာပေါ့နော်ဒီ print လုပ်ပြီးသွားလို့ရှင်းရအလုံးပေါင်းတွေထုတ်လို့ရှိရင်အာဒီ face ဟောပေါ့တည့်ရွက်ရဲ့ဘေးမှာအရေးကလေးတွေရှိတယ်အဲ့ဒီအရေးကလေးတွေက ဘာဖြစ်လို့ဖြစ်တာလဲဆိုပြီးတော့ဟိုတင်နန်းသားတွေကတော်တော်များများလာမိကြတယ်။ဒါကတော့ကျမရဲ့ယူဆချက်ပေါ့နော်။အဒီအခုဒီကျွံ့ရွက်ကလေးပေးမှာဆိုလို့ရှိရင်ဒီမှာအရေးကလေးတွေရှိတယ်။တချို့ရွက်ကလေးတွေပေးမှာတော့အရေးကလေးတွေမရှိဘူး။ကျမကြည့်လိုက်တဲ့အခါကျလို့ရှိရင်တော့ဟိုများသောအားဖြင့်ကတော့ကျမတို့တွေဒီဆေးစိန်နဲ့ modern ရင်းမတူကြလဲပါ modern ပေါ်မှာလဲမူတည်တယ်။ကျမတို့ကဒီပိဿကိုဆေးစိန်တဲ့အခါမှာအဲ တိရွတ်မတင်ခင်မှာဆိုလို့ရှိရင်မြေပြူစိန်နေပေါ့နော်မြေပြူစိန်ပြီးတော့ရေညှစ်ပြီးတော့မှကျမတို့တိရွတ်တင်လဲလိတ်ပြီးတော့ပေါင်းတယ်အဲ့ကြတော့မြေပြူကိုပြန်ပြီးတော့အရေကိုညှစ်တဲ့အချိန်မှာဆိုလို့ရှိရင်တော်လေးရေကိုစင်းနေအောင်လေတော်တော်လေးကိုညှစ်ပြရတယ်ဒီခါလေးကြက်လို့ရှိရင်လက်ကဟိုပြင်းရင်းနဲ့အန်တီလာတဲ့အခါကျလို့ရှိရင်ရေမစင်တာမျိုးဖြစ်တတ်တယ်ပေါ့နော်ရေမစင်တဲ့အခါကျလို့ရှိရင်ဒီကအဲ့လိုမျိုးရေတက်ကလေးပါပြီးတော့အရေးချင်တယ် ။ဒီခါဒီလေးကြားလို့ရှိရင်လည်းတည့်ရွက်ရဲ့အမျိုးသားပေါ်မှာမူတည်ပြီးတော့အရေးကလေးတွေထင်တာလည်းပါတယ်။ဒီခါလေးကြားလို့ရှိရင်ကျမတို့ကတည့်ရွက်ကိုစားအတန်ကြီးရေဒုဒ္ဓါစသဖြင့်ပေါ့နော်။အဲ့လိုမျိုးအရေးစိန်ပြီးတော့မှလုပ်တယ်ဆိုလို့ရှိရင်လည်းဒီတည့်ရွက်မှာရေရပါသွားပြန်ကွာ။အဲ့ခါကြားလို့ရှိရင်လည်းဟိုဒီရေဓာတ်ကပါနေတဲ့အတွက်ဟိုဒါကြောင့်မို့လို့ပြတ်နှက်နေလို့ဒါကျမရဲ့ယူဆချက်ပေါ့နော်။တည့်ရွက်တိုင်းတော့မဟုတ်ဘူး။မြင်တဲ့အတိုင်းပဲ။ကျမတို့တွေကပေါ့နော်ဒီ တချို့တည့်ရက်တွေမှာဆိုလို့ရှိရင်တစ်ဖက်ကလုံးဝတိတိကျကျပြပြတာတာပဲတစ်ဖက်မှာလာပြီးတော့အရေးထင်နေပေါ့နော်ဟိုပြည့်ရက်ခါကျတော့ကျမတို့တွေပေါ့နော်ဟိုပေါင်းတဲ့အခါကျလို့ရှိရင်ကျမတို့ကဟိုပေါ့တမားနိုင်ငံကလေလိုမျိုးပေါင်းတာမျိုးမဟုတ်ဖဲနဲ့ပေါ့နော်ဟိုအမှားဖြစ်တယ်ဆိုလို့ရှိရင်လေအဲ့ပေါင်းတဲ့အခါကျလို့ရှိရင်လေကျမဆိုလို့ရှိရင်ဒံအိုးမှာဒီပေါင်းတဲ့ဟိုဟာပေါ့နော် ဟိုစကားလေးနဲ့ပဲပေါင်းလိုက်တာပေါ့နော်အဲ့ခါကျတော့စကားစကားလေးထဲမှာပဲခွေပြီးပေါင်းလိုက်တာပေါင်းတဲ့ခါကျတော့ဓာန်ဦးရဲ့ဓာန်ဦးထဲကိုရေထည့်ရေထည့်ပြီးတော့အပွားစကားတင်စကားတင်ပြီးတော့မှဒီပိတ်ဆတွေကိုခွေထားတဲ့အလေးတွေကိုထည့်တာဆိုတဲ့ခါကျတော့တခါတလေကြလို့ရှိရင်ရေကများသွားပြီးတော့စကားနဲ့ထိလူနီးပါဖြစ်သွားတယ်အဲ့ကြလို့ရှိရင်လေကျမတို့ကရေငွေ့ရိုက်တာနေမဟုတ်ခဲနဲ့ဒီပိတ်ဆအလေးကိုရေပါလာပြီးတော့ရိုက်တယ်လို့ဖြစ်နေတယ်ပေါ့နော်အဲ့ခါကျတော့ခါကျတော့ပိတ်ဆက ဟိုပိတ်ဆကရေလာပြီးတော့ရိုက်တယ်ဆိုလို့ရှိရင်ဟိုသူကရေဓာတ်ကဘာပဲပြောပြောစိတ်ဝင်သွားတယ်လို့ကျမယူဆတယ်ပေါ့နော်ရေငွေ့ရဲ့ဓာတ်နဲ့ရေရဲ့ဓာတ်နဲ့ဆိုတော့အဲ့ဒီမှာလဲကျမတို့တွေကဟိုဒီဟိုဖြစ်တယ်ပေါ့နော်အဲရေဓာတ်ဝင် ပြီးတော့ဒီတိရွက်ရဲ့အရိတ်ကဟိုဘေးမှာပြန့်နေလို့လဲထင်တယ်ပေါ့နော်ဟို ဒါကျမရဲ့ယူဆချက်တွေကိုဟိုပြောပြတာပေါ့နော်တခါလေကြက်လို့ရှိရင်ကျမတို့တွေတိရွက်လိုက်တဲ့အခါကြက်လို့ရှိရင်လည်းလိုက်တဲ့ဟိုဟာကမပလတ်စတစ်မလုံတာပဲဖြစ်စေဒါမလို့ရှိရင် လက်ကဟိုတင်းရင်းမှုမရှိတဲ့အခါကျတော့ဟိုပိတ်ဆကနည်းနည်းပေါ့နော်ဟိုဟာပေါ့ ဘယ်လိုခေါ်မလဲ loose ဖြစ်နေတာပေါ့အထဲမှာတင်းတင်းကြပ်ကြပ်စီးနောင်ထားတာမျိုးမဟုတ်တဲ့အခါဆိုလို့ရှိရင်လေဒီကရေဓာတ်ကဝင်ပြီးတော့ဒီအရိတ်ကိုထင်စေပါတယ်ပြန်စေပါတယ်ပေါ့နော်အဲဒါလေးကိုကျမကလာပြီးတော့ knowledge sharing လုပ်ပြပေးတာပါအခုလိုမျိုးကျမရဲ့ botanical printing သင်တန်းလေးတွေကိုစိတ်ဝင်စားလဲဆိုလို့ရှိရင်တော့ကျမချပေးထားတဲ့ link လေးတွေမှာနေတစင်းဝင်ပြီးတော့ join နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်